တော်ရရှင်များအလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာရက်ခရဲကြီးရဲ့မောင်ဖိုးချိုနှင့်ဆရာကြီးများဆိုတဲ့ဝတ္ထုတို့ကိုနားဆင်ရမှာဖြစ်ပါတယ် ဘယ်ချိန်နဲ့လဲဟဲလူလုံးမသားတွေပဲအိပ်ရတဲ့ရှိတော့တယ်ဟိနော်ကြီးတော်လို့သူအတန်ကြောင့်မျက်လုံးများကိုပုတ်ခါမောင်ဖိုးချိုအိပ်ရမှလူလဲထား၏ညကနိုင်ငံသားမှဦးလေးဖြစ်သူဤဩဝါဒနာယူနေရသဖြင့်အိပ်ရာဝင် နောက်ကြခဲ့ရသည်မနဲ့တော်တော်နှင့်မထနိုင်မင်းတို့ဗမာပြည်ကလူငယ်တွေဟာ အလီနတော်လိုက်နေတာကိုကအလုတ်ကလေးလက်ကြောတင်းအောင်မလုတ်ချင်းဘူး မိဘလှုပ်စာထိုင်စားပြီးလက်ဖက်ရည်ဆိုင်မှာလက်ရလက်ရနဲ့အချိန်ဖြုံးနေကြညတာလက်ဖက်ရည်ဆိုင်ကြတယောက်တင်းတယောက်တုတ်မနာလိုတူရှိဖြစ်ဣအိတာမစ္စရိယာရေပွားနွားချေရွက်လေးကနေခုံထွက်ခြင်းနဲ့ကောင်းဆိုးဝိုင်းဆွဲချနွားချေရွက်လေးထဲမှာပဲရွှွင့်ရည်တောက်ပြီးအတူတူပျော်ကြရွှွင့်ရည်တောက်နေတာဖင်ကောင်းကတရောင်လောက်နဲ့အခြားလူမျိုးတွေကို ပြောခြင်းဆိုခြင်းသေးတာ ဒီကလူတွေကအေးငါတို့ကတတွေးတောင်လှဲ့မထွေးဘူးกว่าတိရလာအေးအဲ့ဒီလိုအော်နေလို့မင်းတို့ကညီညွတ်ပါလာမေးအမလီကွဲလိုက်ပြဲလိုက်မတဲ့လိုက်တဲ့တိုင်းပြီနှစ်ယောက်ရှိရင်သုံးဘွဲကွဲတဲ့လူမျိုး အားလုံးဆရာတွေကြီးပဲငါထင်တယ်မင်းတို့ဗမာပြည်လောက်တွေးကွဲပြီးမညီညွတ်တဲ့တိုင်းပြည်လူမျိုးရှိမဲမထင်ဘူးအေးပေါ်လီမင်းတို့နိုင်ငံကိုကစိုးတာကို ဒီလိုပဲပေါ့ကွာအာမလျှော့နဲ့စူးစားသီလားကိုတူကိုချစ်လွန်းလို့ဒီလိုဆုံးမာတာမှငါမှအချိန်ရှိဘူးကွာဒီမှာအချိန်ဆိုတာငွေပဲမင်းကိုမှုလို့အချိန်ပေးပြီးပြောနေတာဦးလေးကမိမိကိုချစ်လွန်းသဖြင့်ငွေနှစ်ဝဲ၍မရသောအချိန်များအကုန်ခံပြီးပြောခြင်းကိုမိမိကနှခါမျှရောင်ငါတမ်းမိသဖြင့်စိတ်မကောင်းကြီးဘာကိုစူးစားခိုင်မှန်းတော်မသိနိုင်ငံသားမရောက်မီလွန်ခဲ့သော နှစ်နှစ်က ဥလေးနှစ်သူအတူတူလက်ဖက်ရည်ဆိုင်ထိုင်ခဲ့ရခြင်းများကိုတရိယာနေမိလေသည် ထိုစဉ်ကဥလေးတွင်လည်းအချိန်များအလွန်ပေါခဲ့သည်တခါပြောစရာမရှိလျင်ညကဘောဘွဲကြောင်ပြောက အပြင်းပြေကြရ၏အသက်ကမကွာအလုံးမရှိသည်ကအတူတူဖြစ်ပြီး မတူသည်မှာဥလေးတွင်မိမရှိခြင်းဖြစ်လေသည်ထို့ကြောင့်လည်းဥလေးမိမအမေရိကန်မဲပေါက်သောအခါဥလေးလည်းအမေရိကရောက်သွားခြင်းဖြစ်သည် သွားကန်ဤငွေကူပါအောင်ဆိုသဖြင့်မိမိလက်စုပ်ကလေးရောင်းလိုက်ရခြင်းကိုလည်းတရိယာမိပြန်၏ထို့ကြောင့်ယခုငွေနှစ်တူသောသူဤအချိန်များကိုမိမိအတွက်သုံးပြီးဥလေးကတပြန်ကျေးဇူးပြုခြင်းဖြစ်ရပေမည်ဥလေးသည်သူ့လိုပင်မြမလူမျိုးဖြစ်ပြီး သူ့လိုပင်မိဘမုတ်ဖိုးနှင့်လက်ဖက်ရည်ဆိုင်ထိုင်ခဲ့သူဖြစ်၏သူတဲ့သားဒီကမိဘမုတ်ဖိုးနှင့်မယားကိုပါကြွေးခြင်းဖြစ်သည် ထို့ကြောင့်မယားကလည်းသူ့အထယ်ဆိုင်ဝင်ငွေမှဦးလေးဘောဘွဲလောင်းရန်ဘီယာဆိုင်ထိုင်ရန်မုတ်ဖိုးပြန်ပေးသေး၏တခါတခါမုတ်ဖိုးအရများလျင်မာဆက်တိရောက်အောင်သွားနိုင်ကြလေသည်ထိုစဉ်ကဦးလေးသည်မြမကိုဗမာဟုခေါ်လျင်စိတ်ဆိုးတဲ့ကြောင်းသွားတိုက်နေရင်းကမောင်ဖိုးချူအမတ်ရနေမိသည်တို့ငယ်ငယ်ကယောက်ျားများမဆိုနဲ့ငါတို့မိမရွယ်တီတောင် လင်းချက်မတွန်ခင်ကိုင်းနေရောက်နေပြီနေပြူပလားဟေးဆိုရင်မောလို့ထမင်းတို့ဖြေစားနေပြီဒီခေတ်လူငယ်ယောက်ျားကလေးတဲ့အိယာထတဲ့အချိန်ကြည်ကြဇမ်းမှာရက်ကတို့ညာကြီးမေမောင်ရဲ့ဆုံးမတွေနာယူနေလို့ပါဗျာအမြဲနောက်ကြနေတာဖြစ်မဟုတ်ပဲနဲ့ကြီးမေတို့ငငယ်ကစောစောထတာပဲပြောတယ်အိတ်တာကြဘဲချင်းအိတ်လဲပြောကြည့်ပါဦးအိတ်တာဘဲချင်းအိတ်ရမလဲမှောင်ရင်အိတ်တာပေါ့ မောင်ရင်ဆိုတာည9နာရီဆိုအိပ်ပြီလေအဲ့ဒီတော့ထနိုင်တာဗောကျွန်တော်တို့ကည9နာရီထမင်းအောင်မစားရသေးဘူးခင်မမတူတာကိုခင်မတူလဲလူချင်းအတူတူပဲအပိုတွေစင်ကြင်မပေးနဲ့ပြင်းရင်ပြင်းတယ်ဗောဒါတွေကြောင့်မတိုးတက်တာမအောင်မြင်တာယောက်ျားလေးဖြစ်ပြီးနှမ်းတဲ့င်းစီတစ်ခွက်လှုပ်စာနဲ့ရအောင်မရှာနိုင်ဘူးချက်ချင်းချန်တဲ့စင်းကနှမ်းဆိုင်မှာတော်တော်မြည် တမြန်နေ့ညသာစားပွဲတွင် ဆုံပြသောငယ်ငယ်ချင်းဟောင်းကိုတတိယမိ၏အလုံမကောင်းရင်ငါစီလာခဲ့လာကကောင်းကောင်းပေးမယ်ငါကိုရီလက်ထောက်လုပ်အလုတော့ကျူးစားရမယ်နော်ဒီခေတ်မှာအလုကောင်းကောင်းရဖို့အလွယ်မှတ်လို့တထေးငယ်ချင်းက စေတနာနှင့်ပြောခဲ့သည်မောင်ဖိုးချူအားငယ်မိသည်မိမိပတ်ဝန်းကျင်တွင်ဆရာကြီးများ ပြည့်နှက်နေ၏တပည့်ဆို၍ဖိုးချူတူဦးရဲသာရှိတော်သည် အလုံးကဆရာကြီးများသာတည်ဆရာတွင်မှရိုးရိုးမဟုတ်ဆရာကြီးများဖြစ်ကြလေ၏ဖုန်းကိုဖွင့်သော Facebook တွင်ဆရာဆရာကြီးများကဩဝါဒပေးနေကြ၏ဆဲဆိုချိန်မောင်းကြ၏လမ်းညွန်ဤပေးကြ၏လိုအပ်သည်များကိုမှားချနေကြလေ၏သူတို့တဲ့တော်သူတတ်သူများမြန်မာပြည်တွင် ရှိနိုင်တော့အံ့မထင်ဤမြတော်လှတတ်လာသူများနှင့်မိတ်ဆွေဖြစ်ခွင့်ရခြင်းအားဂုံမယူတတ်လျင် လောကရင်ဂုံယူစရာလည်းရှိတော်မူမဟုတ်။နွားချီယာကွက်ပြောသောဦးလီအာ Facebook တွင်ခေါ်ကပြအုံးမှ တော်ပေမည်။ Facebook လောကကြီးတွင် လူရမဝင်နိုင်ရှာသောမောင်ဖိုးချိုကလေးမှာကုတ်ချောင်းချောင်းနှင့်တိတ်တိတ်ပြန်ဆင်းပြေးလာရရှာသည်။ Facebook မှာဆင်ပြီးကားပေါ်တက်ခါကားဝတ်လျှော့သို့ထွက်လာလေ၏။ကားပြင်မှ ဖြစ်တော်မူ။တကြီကြီးနှင့်မြင်းနေသည်မှာတပတ်ကြောကြောပင်ကြာခဲ့ပြီ။ မူလီကျိုးများကအတန်ဖြစ်မည်ထင်၏ပွမ်ပွမ်မွမ်မွမ်ဟွန်းရှည်ဆွဲပြီးမိထိုးကလိုင်းကာဘတ်စကြီးတစီလမ်းပြောင်းမြန်ဘွားကနေပေါ်လာသည်ရှောင်းကြိမ်မယာဘရိတ်ကိုစွန့်နှင်းရသည် ကားကြီးကအရှိန်ပြင်းစွာ ဝီကနေပုတ်ပြီးဖြတ်သွား၏ကားစပယာကမျက်မှောင်ကျုပ်လက်ညှိုးထိုးပြီးပွတ်စီပွတ်စီပြောသွားသေးသည် မောင်ဖြိုးချိုတပ်ပြင်းကိုချ၏ဘေးမှကားကကြော်တက်ရင်းအော်ပြောသည် ကားကောင်းကောင်းမမောင်းတတ်သေးရင်အိမ်မှာအိတ်နေသားကြီးအိမ်မှာကြီးတော်ကြောင့်အိတ်နေ၍မရာကြောင်ပြောရန် အချိန်မမီလိုက်ပေအညံဆုံးလူမှာဖိုးချိုတယောက်ထဲသာဖြစ်တော်လဲအားလုံးអော်ကြ၏မှန်ကြ၏ခီးသွွားအပြစ်နှင့်လမ်းမြောင်းမြန်ကိုအရှိန်မြင့်မောင်းသောဘတ်စကားဒရိုင်ဘာလဲမှန်၏မိမိသာ အရှုံးသမားသည်ဝက်ရှော့ရောက်ပြီးမြည်သူကို ပြောရမည်မသည် အားလုံးကအလုရှုံနေကြသည် မောင်ဖိုးချိုကိုအဖက်မလို့အားကြပြီညီလေးညီလေးအကိုကားလေးပြကျင်လို့ဘာဖြစ်တာလဲပြောဟိုရင်ကြွိကြွိမိနေတာဟေးဒီကားအောက်ပိုင်းစစ်မေအာအောက်ပိုင်းမဟုတ်ဘူးရှေ့ဘောနက်ကားပြင်တတ်တယ်လားမဟုတ်ဘူးမပြင်တတ်ပါဘူးဒါပေမဲ့အခုတန်ကဘောနက်ထဲကလာလာထင်လို့ဒီကားအလိုင်းမန်းမှာချိန်မယ်ဟေ့အလိုင်းမန်းချိန်ထားတာမကြသေးဘူးညီလေးရဲ့ ိုးစာမူလီကျိုးတွေကမြည်တာထင်လို့ဆရာကြီးဆိုလဲကို့ဘာသာကိုလှုပ်လိုက်ပေါ့တာမွေဈေးထဲမှာမူလီကျိုးဝယ်ပြီးအိမ်မှာလဲလိုက်ဟာမင်းတို့ပိုင်ရှင်မရှိဘူးလားမရှိဘူးပိုင်ရှင်နိုင်ငံညားသွားတယ်အာရရကိစ္စတွေမလုပ်ဘူးပြောချင်ဟိုမှာမန်နေဂျာတပည့်ကြီးဖိုးချိုလဲမန်နေဂျာဆိုသူထံ မျက်နှာချိုလေးနဲ့ပြေးတွေ့ရည်ကျွန်တော်ကလေးဘောနပ်ဆဲကကြွကြွမီမူလီကျိုး ကားထားခဲ့တပတ်ခါပြန်လာဟမ်မူလီကျိုးလေးလဲယုံနေကိုဗျာမူလီလဲယုံနေဆိုဟိုရှိနာကလမ်းမေးဆိုင်သွားလိုက်ဒီမှာလှုပ်ချင်ရင်ကားထားခဲ့တပတ်ခါဆိုတာတခြားပြစ်ချက်မရှိရင်ပြောတာပြစ်ချက်ရှိရင်ရချင်းမှရမယ်ကားပြင်းနေဆိုတာအတန်တစ်ခုထွက်ရင်အားလုံးလိုက်ဆက်တယ်ဟေးသမင်းစားနာကြမယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒီမှာကားတော့စပွဲပေါ်တင်ခဲ့လိုက် တပည့်ကြီးဖိုးချိုတယောက်ဘတ်စကားမှတ်တိုင်းသို့လမ်းလျှောက်ရပြီဆရာကြီးများပတ်လဲဝိုင်းနေသောမိမိဘဝကိုစိတ်နာ၏ဆရာဝင်များသာကောက်ညသည် တခါအမျှမတွေ့ဘူးမသိဘူးလဲဆရာခေါ်ရ၏ပတ်စံလဲရသည်ဆရာလဲအခေါ်ခံရသည် အလွန်နှိပ်သောအလုပ်ဖြစ်သည်ဟာငါတပည့်ဘယ်တော့ပခုံးပုတ်ခံရသဖြင့်မောင်ဖိုးချိုလှဲ့ကြည့်၏ရုတ်တရက်တွင် မမှတ်မိကြသေးချာစဉ်းစားပါမှား ဆယ်ရန်တက်စင်ကခိုက်ပြဘူးတော့မိမိတဲ့တနှစ်ကြီးသည်ကိုဖြိုးကိုပြန်မှတ်မိတော်သည်ဟာအကိုအေးဆရာမတွေ့တာကြာလာပြီနေကောင်းရဲ့လားအေးကောင်းတယ်မင်းရောပဲလေမတွေ့တာကြာပြီအချိန်အားရင်ဘီယာလိုက်တိုက်ဆန်းကွာဟိုရင်ကျွန်တော်မအားသေးလို့အကိုအေးဆရာအေးအေးဆက်လိုက်ပါလားတလိမ့်လောက်ကျွန်တော်ဖြတ်ထားတယ်အေးကားလာပြီကျွန်တော်လစ်လိုက်အောင်မယ်နော်ဆရာနောက်မှတွေ့မယ် အေးအေးငါတပည့်ကျမ်းပါပါသည်လိမ့်လိမ့်မာမာနေနော်ဆရာကိုဖြိုးကစုတွေပေးရင်ကြံရစ်သည်မျက်လုံးများကရစ်ဝိုင်းဝိုင်းနဲ့နေကောင်းယုံမကလူပါကောင်းနေပုံရ၏မှတ်တိုင်ပါရင်ဂျိုပြောနော်ပြီးမှကြော်သွားပြီလေစင်းမယ်လေလာမလုံးနဲ့ကျမ်းမာရေးလည်းမရက်ဘူးပါတယ်ဆရာကြီးမောင်ဖိုးချိုမစွိုင်းမတော့អော်သည်မိမိဤဆရာတော်ထက်တိုးပြီတည် ဖြည်းဖြည်းစရာအေးသေးရမယ်ပင်ဒီတယောက်ပါတယ်စပယ်ယာကဆို၏မောင်ဖိုးချိုဘေးတွင်ပင်ဒီအင်ကြီးပင်ဒီလွယ်အိတ်နှင့်အမျိုးသားတဦးကိုတွေ့ရလေသည်ပင်ဒီဆိုတော့ဆရာကြီးလားဆရာကြီးဆိုလဲဂါပြီးဂေါ်ပေးလိုက်ပါကွာဒရိုင်ဘာလှမ်းပြောတာကြားကြရသည်ပင်ဒီပုတ်ကိုလည်းမျက်မှောင်ကုတ်ခါမကြည်မလည်နှင့်ဆင်းရ၏သူကိုဘာပြောမှန်းနားလည်ပုံမပေါ် မောင်ဖိုးချိုလဲနားမလဲကြီးစပယ်ယာနဲ့ဒရိုင်ဘာကအချင်းချင်းတဟီဟီလှုပ်ရင်းမောင်းထွက်သွား၏ဘန်းစကားများကတခါတည်းရန်အလွန်ဟန်ကြလာသည်ပင်ဒီဆရာလဲနားမလဲသောအခါဘာမှမတတ်နိုင်ကြီးလမ်းထိပ်လက်ဖက်ရည်ဆိုင်သို့ဝင်၏ကိုဖိုးချိုတစ်ခွက်ဟိသဘွေးနိုးကလေးသည်လူဒကာကိုဆရာဆရာကြီးနှင့်ခေါ်တတ်တော်လဲမောင်ဖိုးချိုအားမူဆရာဟုမခေါ်ကြီး ကိုဖိုးချိုသာဆို၏လောကကြီးတွင် မောင်ဖိုးချိုအားဆရာခေါ်သူတရားအောင်မြမရှိ ရုပ်စွာဆုံးရက်ွက်ထဲမှအယူပေါ်အေးဇံကပင် တခြားသူများကိုဆရာခေါ်ပြီးမောင်ဖိုးချိုအားကိုလေးချိုဟုခေါ်သည် မောင်ဖိုးချိုတယောက်မိမိဘဝကိုစိတ်နာစပြုလာလေတော့သည်ဤမြဆရာကြီးပေါ်သောခေတ်တွင်မိမိအားတပည့်ကြီးတီးတန့်ဖြစ်စေရန်ဖန်ထားသောဂျမအားစိတ်နာရန် မသင့်ပါလော လာချင်းသောလက်မောင်းမော်တွင် ယူနီဘာဆယ်တပည့်ကြီးဖိုးချိုဟုတတူးသွားထိုးရန်ဆုံးဖြတ်လေ၏ကိုလေးချိုလက်ဖက်ရည်လားမုတ်ဖိုးလားလေဒီကြိုက်တာပြောအဲ့လီကိုရင်ကြိုက်တာပြောအင်းအေးဇံအသက်ရှည်အောင်မြည်အေးဇံဒီယခုပင် သူ့အကြောင်းတွေ့သည်ယခုရှေ့ရောက်လာပြီးလက်ဖက်ရည်ဖိုးတောင်းနေပြီအေးဇံမှာအယူရင်အယူပါဖြစ်၏ ယူတည်တဲ့ပေါ်ခြင်းဘက်သို့ပိုရောက်ဟန်ရှိသည်စကားထိုင်ပြော၍ကြသည်အချို့ကလည်းအေးဇံကိုယောက်ျားမစစ်သေးအောင်ပြောကြသေးသည်လစ်ဆန်အေးဇံဟာဒီမှာဖြစ်နေတာမင်းဝဲလိုက်တော့ကိုလေးချိုဟာခြေလှ ਈ လားဘာတွေခွိနေတာလဲပြောကြည့်လိုက်လေပေါ့သွားอืมตะกองตาก็เนเน่บ่ห่อฉีขับบีเอซันโกร่อเพียงอัญญะมะคันนาย ရအောင်ပြန်ဝုံးရမည်တည်။ငါဘာသာဘာပဲခွိခွိကွာအာယုံလာမစားနဲ့ဝေဝေသွားနေစမ်းကွာဂိုင်းကြီးကြီးသွားရှာနာ။ဟာဟာကွီးချိုကဂေါ်တိုင်တွေလွတ်ချင်တာလား။ကွီးချိုလုံးတွေကဒိတ်အောက်ကုန်ပြီ။ပြောပြောကစောပါတော့ကွီးရဲ့ဇန်ဇန်ကအချူစရာမဟုတ်တာအတိသားနဲ့ကွီးကိုအလုံးသက်လေးတွေပေးမှာပေါ့။လုံးဝငုံလေးတွေတင်ပေးမှာနော်။ up to date တွေတင်ပေးမှာ။ ဇန်ကအန်းတတ်ပါတယ်ကွီးရဲ့တခြားလူတွေကို အပီခုတ်လို့ရမယ်ဇန်းရှားတဲ့အလုံးတွေပေးမယ်ဂဲဂဲဟင်းအင်းမဆရာဇန်ရဲ့မောင်ဖိုးချိုတက်ပြင်းကိုခြာရင်အင်ကြီးအိတ်ထောင်ကိုနှိုက်၏ငါးရာတန်းတရွတ်နဲ့နှစ်ရာတန်းအနှွမ်းရကလေးတရွတ်ပါလာလေသည်အခါမလဲသေးတဲ့ရှင်သေးပေါက်ဆာလောက်နဲ့တက်မလာနဲ့နော်တောက်ချပလိုက်မှာ ောင်ဖိုးချိုလဲနှရာတန်အနွမ်းကလေးအားအိတ်ကတ်ထဲသို့ပြန်ထည့်ရလေတော့သည်ရုပ်ရှင်တေးကဗျာယတ္တဆုံမဂ္ဂဇင်းဇွန်လ2018ခုနှစ်